ပစားတပြေးပြေးနဲ့ပြေးလာပြီပြား60 4လပြားလောက်လို့တော့တအားပျော်နေပြီကလေးလေးကမျောလင်းချက်ကြီးစွာနဲ့အဲ့ဒီအချိန်ဘာကြီးအောင်ရဲ့အိမ်ထဲကိုလူနှစ်ယောက်ဝင်သွားတာတယောက်ကဖိုးချစ်တည်ရွာတကြီးတယောက်ကဘသူမှတ်တော့မသိဘူးကလေးဆိုတာလုံးလက်စအလုပ်ကလေးကိုပစ်ထားထရန်ကြားတိုင်ကြားကနေလူကြီးတော့ပြောတာချောင်ကြီးဒီဘက်ကဘာကြီးအောင်အလဲကောင်ကတကြီးဒီဘက်ကတစိမ့်တကြီးကနေစမိတ်ဆက်ပေးတယ်ဦးအောင်ချာရေဘာကြီးအောင် ဒါမြို့ရလာတဲ့မြို့အမင်းပေါ့တွေ့ရတာဝမ်းသာပါတယ်ခမလူနေမှာပေါ့ဗျာဟုတ်တယ်မြို့အမင်းကိုကျုပ်ကလက်ဆောင်ပေးချင်တာကျုပ်တို့ရွာလာတော့ဘာကြီးအောင်အယုတ်လေးတယုတ်ထုတ်နေတယ်ဆိုဟုတ်တယ်ဘယ်ယုတ်ကလေးတုံးဟိုယုတ်ကလေးလာပြန်စမ်းပါတကြီးအောင်ယုတ်ကလေးကြည့်ပြီးတော်တော်လမြို့အမင်းလက်ထဲထဲမြို့အမင်းရဲ့မျက်လုံးကအယောင်နေတောက်ပါလိုချင်စိတ်တွေပေါက်ပြီးတော့ဖင်ပြန်ခေါင်းပြန်နေကြည့်ကဲဘာကြီးအောင်လို့လို့ပြဒီယုတ်ကလေး ်မြို့အမင်းကိုလက်ဆောင်ပေးခြင်းတကယ်ဘလောက်တုံးပြောမြို့အမင်းအတွက်ဆိုယူသွားပါအလကားရပါတယ်နားထောင်နေတာဘယ်သူတော့ဖိုးချစ်တိုင်ကြားတဲ့ရနေပြီဟာဟာဘာကြီးဟာဘာကြီးအောင်ခင်ဗျားဘာလုပ်တာတော့ခင်ဗျားကြုံရောင်းပါစို့ခင်ဗျားတကြက်နဲ့ရောင်းပါစို့ဘာကြီးဟာခင်ဗျားခရီးလည်းမတည်ဘူးဘာကြီးဟာဟာခင်ဗျားလူကြီးညာတယ်ဗျာလူကြီး အလူကြီးဖြစ်ပြီခင်ဗျာညာလေဗျာခင်ဗျာဘလို့လူကြီးတုံးဗျာခင်ဗျာကျောက်ရောက်ပါစို့ဟာလူကြီးတွေဖြစ်ပြီညာလေဗျာခင်ဗျားတို့ဗျာကျွန်တော်ဖလက်ဆော့ဆိုကျွန်တော်ရင်ဘတ်ပေါ်ဆောက်လစ်တင်ပြီးစဉ်းစားတယ်ဟုတ်တယ်ဗျာကျွန်တော်တို့လူငယ်တွေကိုလူကြီးတွေတသက်လုံးညာခဲ့တာ90ရှိပြီမြန်မာနိုင်ငံမှာဖောချစ်တွေတပုံကြီးပဲဘာကြီးအောင်နေလဲခက်ဆက်ဆက်ပေါ့တွေ့ကြည့်ဟုတ်တယ်ဗျာ နိုင်ငံတနိုင်ငံမှာလူငယ်တွေကိုလူကြီးတွေကမလေးစားသေးသေးအဲ့ဒီနိုင်ငံမတော်တဖူမှတ်ပါကိုအောင်ဆန်းကိုသူ့ရဲ့အကြီးတွေလေးစားလို့တိုင်းပြည်လွတ်မြောက်ခဲ့တာနော်လူငယ်တွေစိတ်ဓာတ်ကြရင်တိုင်းပြည်အောက်တန်းကျတယ်လူငယ်တွေတက်ကြွမှာတိုင်းပြည်တိုးတက်တယ်လူငယ်တွေကိုလူရမသွင်းရင်လူရဝင်တဲ့တိုင်းပြည်ဘယ်တော့မှမဖြစ်နိုင်ဘူးလူငယ်တွေကိုလူရသွင်းဖို့လူတယ် ခြေစံအပြစ်မရှိတဲ့ကလေးလေးလူကြီးအညာခံလိုက်ရတယ်။ဘာကြီးအောင်ချစ်ပြီးမျက်လုံးကတကြီးရှိရောက်သွားမှာပေါ့။ဟဲ့တကြီးခမရဗျာခမဒီနေရာတီမဲဖို့ခမမြို့မင်းကိုခမလက်ထိုးနေတာကြုံသိပါတယ်ဗျာ။ခမတို့လူကြီးတွေအဲ့လိုပဲလုံလုံစားနေတာနော်ခမကျုံရုပ်ကိုခမလက်ပေးတာလားခမတကြီးဗျာခမတသက်လုံးတကြီးလုံးချင်တာလား။ငါရုပ်ပါသွားပြီ။ငါရုပ်ပါသွားပြီ။ ကြည်ရင်နဲ့မြို့မင်းရှင်မျက်လုံးရောက်မှာပေါ့ကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်သာဇန်ညွင့်ရင်ဒီလိုဒီလိုရေးမှာကလေးလေးကမျက်လုံးတွေညည်ရလာမယ်မျက်ရည်တွေတွေချမယ်စိတ်ကလေးကနေပြောနေတဲ့စကားပါးစပ်ကမထွက်ဘူးဒီလိုပြောမယ်ထင်တယ်ဒီမန်မြို့အောင်မင်းဘာကြီးအောင်ကပြောတယ်ဗျာအလကားယူတတ်သူကအလကားလူတဲ့ခမရဟော်မြို့သွားပြီးအလကားယူလိုက် ဒီမြို့သွားပြီးအလကားယူလိုက်နဲ့အလကားယူယူနေတဲ့အလကားလူကြီးဒီလိုဖြစ်မဲ့ထင်တယ်ဗျကလေးရင်ထဲမှာလူကြီးရရှေ့အလကားယူမှာတော့ကလေးတွေလည်းအလကားယူရင်တော့မှာပို့လူရင်ပြောကြဆို ကလေးလေးအိမ်ပြန်သွားငိုယူပြပြန်အကိုတွေအမတွေအဖေတွေအမေတွေဦးလေးတွေအတော်တွေရမေးလူငယ်ထုံးမပြောဘူးလူကြီးတွေအပြစ်မပြောဘူးကြိတ်မိတ်ခမ်းသုံးလေးလောက်နေတော့တေရွာထိတ်မှာအချစ်ကူတဲ့ ဆရာမင်းသူဝန်ကတော့ရည်ရွယ်ချက်တစ်ခုနဲ့ရေးကောင်းရေးပါလိမ့်မယ်။စာရေးသူရဲ့ညာတတ်တတ်စာဖတ်သူဟာသူညာကောင်းကောင်းတယ်လို့ဒါကိုတွေးဆလို့ရတယ်။ကျွန်တော်ကတော့ဘာကြီးအောင်ညာတယ်ဖတ်ပြီးတိုင်းပြည်ပြုတ်ပြင်းဝိတ္ထုပြဒီဝတ္ထုလေးထဲမှာလူကြီးတွေလူငယ်တွေကိုလေးစားကြဟေ့လူငယ်တွေကိုလေးစားမှတိုင်းပြည်တိုးတက်မယ်လို့များကျွန်တော်တို့ဆရာကြီးမင်းသူ1930ခုဝန်းကျင်ရထင်ပါရဲ့ဒီစာလေးရေးသွားခဲ့ဘူးတဲ့နော်ကြည်စမ်းပါဦး